သနာတော်နေ့2564နှစ်မြန်မာသက်ကရ1382ခုနှစ်ခရစ်နှစ်17ရက်လ2021တနင်္လာနေ့ရန်ကုန်တိုင်းတဘုံမြို့တိတောင်ပိုင်းမြို့နယ်အမတ်တရာလေးရက်ွက် ရှူအဝင်းကျောင်းမဟုတ်ဘုပဒနာဓမ္မရေးသားကြီးတွင်တရင်သုံးတော်မူကြကုန်သောဘုရားအမှုပြုသောတန်ဃာတော်ရှင်သူမြတ်တို့ဤသီလကုန်တမာတိကုန်ပညာကုန်တို့ကိုအာယုံပြု၍ မိမိတို့တတ်ဆွမ်းသမျှစံခဲဝဲဘောဇဉ်နဲ့လူပဲပစ္စည်းအတိတိတို့ကို စကတ်လူရန်ပူဇော်ကြသည်အလူဓာယကအလူဓာယီကမ္မမိသားစုပေါင်းတော်တော်ကောင်းများကတော့အလူဓာယီကမ္မမမြင်စုအသက်40နှစ်ရှစ်နှစ်ပြည့်မွေးနေ့မင်္ဂလာကိုအကြောင်းပြုပြီးမိမိတို့တတ်ဆွမ်းသမျှရှိဝဝင်ကြောင်းတိုက်ကြီးမှာဆွမ်းအတွက်ဤမှန်လေးလူတော်ငွေ9000ကျပ် ဘဝကမ္မလူတော်ငွေ5000ကျပ်စေပရိသပင်လူတော်ငွေ5000ကျပ်စုစုပေါင်း3သိန်း5000ကျပ်တို့ကိုစက္ကန့်လူရန်ပူဇော်ပြီးတော့ဒီကနေ့မွေးနေ့ကုသိုလ်ဖြစ်စက္ကန့်လူရန်ပူဇော်ထားတာဖြစ်ပါလေနောက်တဲ့ထမှန်ပြီးတော့စက္ကန့်လူရန်ပူဇော်ကြသည့်သူရှင်လူမမိသားစုပေါင်းတော်ကောင်းများကတော့ကွယ်လွန်သူမိခင်ကြီးတော်ထွေးရီအားအထူးရည်စူး၍ချမ်းရည်သူ အေးရင်လမိသားစုပေါင်းတော်ကောင်းများမှာနဝကံမှာသင်္ကန်းစသီတို့ကိုစက္ကန့်လှူဒန်းပူဇော်ကြတာဖြစ်ပါလေ။နောက်ဖွားခင်မိသားစုပေါင်းတော်ကောင်းများမှာလည်းပဲစီပရိသပင်အတွက်ရည်မှန်းပြီးတော့စက္ကန့်လှူဒန်းပူဇော်ကြပါလေ။မိမိတို့တက်ဆွမ်းတမျှလူတန်းပူဇော်ကြသည့်လူချင်းလူမမိသားစုတွေဝိနည်းရှင်ဖြစ်တော့ အမြင်စုနဲ့လူရှင်ထုမမိသားစုတွေဒီတရားဒေသနာကိုနာယူကြည်ညိုနေကြတဲ့ဓမ္မမိတ်ဆွေတရားနာပရိသတ်တွေအားလုံးတို့အားအနုမောဒနာ တရားလေးတူတူချင်းချင်းလူရင်းပြောပြပေးရမယ်ဆိုရင်လောကပါလတရားတော်လို့မှတ်သားထားလိုက်ပါဘာတရားလဲလေလောကပါလတရားတော်ဆိုတော့လောကဆိုတော့ ီလောကကြီးလို့ဒီလိုပြောလိုက်ရင်ရှင်းပါလေပါဠိဆိုတာကတော့အဆောင်လျှောက်တာလောကပါဠိဆိုတာလောကကြီးတလောကလုံးကိုစောင့်ရှောက်တယ်ဒီပေရအဲ့ဒီလောကကြီးတလောကလုံးကိုစောင့်ရှောက်တဲ့တရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားတော်မူခဲ့တာဖြစ်တယ်အဲ့ဒီလောကပါဠိတရားလောကကြီးကိုတာယာအောင်သတ်ပအောင်စောင့်ရှောက်တဲ့တရား အဲ့ဒီတရားဟာဘာတရားလဲဆိုလို့ရှိရင်တို့တကားတွေကမှပေါင်းတော်ကောင်းတို့တည်ပြီးသားနားလည်ပြီးသားဖြစ်ပါလေဟိရိနဲ့ဝတ္တပါဘာနဲ့ပါတယ်လဲဟိရိဆိုတာကတော့မကောင်းမှုတွေပြုလုပ်ရမှာကိုရှက်တာဝတ္တပါဆိုတာက မကောင်းမှုတွေပြုလုပ်ရမှာကိုကြောက်တာအဲ့တော့ရှက်တာနဲ့ကြောက်တာအရှက်နဲ့အကြောက်ဟာ လောကပါလာတရားပဲဒီလောကကြီးตายအောင်လှပအောင်ဒီလောကကြီးကိုစောင့်ရှောက်ပေးနေတဲ့တရားဟာဘယ်နှပါးပဲရှိတယ်နှစ်ပါးပဲရှိတယ်ဘသူနဲ့ဘသူလဲဟိရိနဲ့ဩတ္တပဟိရိနဲ့ဩတ္တပဆိုရယ်ဒီတရားနှစ်ပါးဟာလောကကြီးตายအောင်လှပအောင်စောင့်ရှောက်တယ်မကောင်းမှုတွေကိုပြုလို့ရမှာကို ရှက်တယ်မကောင်းမှုတွေပြုလို့ရမှာကိုကြောက်တယ် ကာယကံအဖြစ်ဥပမာအဖြစ်ကာယကံနဲ့မကောင်းမှုတွေကိုပြုလုပ်မယ်။ပါဏတိပါဒမကောင်းမှုတွေကိုပြုလုပ်မယ်။အဒိဏဒါနမကောင်းမှုတွေပြုလုပ်မယ်။ကာမိတုမိစ္ဆာစာရမကောင်းမှုတွေပြုလုပ်မယ်ဆိုရင်မပြုလုပ်မိဘူးတဲ့။ဘာဖြစ်လို့လဲ။အရှက်နဲ့အကြောက်ရှိနေလို့အရှက်နဲ့အကြောက်ရှိနေတဲ့အခါမှာကာယကံမကောင်းမှုတွေလည်းပဲမပြုလုပ်မိတော့ဘူး။ပါဏတိပါဒဆိုရင် မကောင်းမှုပြုလုပ်ဖို့ရာအတွက်ရှက်တာ အဋ္ဌိနာဒါနမကောင်းမှုပြုလုပ်ဖို့ရရှိတာကာမိတ္တမိဆာဆရမကောင်းမှုပြုလုပ်ဖို့ရရှိတာဒီမိမိရဲ့ယဉ်တဲ့နှလုံးထဲမှာဟိရိတရားရှိနေလို့အဲ့ဒီကံဒီကိုပြုလုပ်ဖို့ရအတွက်ကြောက်လန့်တာကဝတ္တမရှိနေလို့ဟိရိနဲ့ဝတ္တပသာရှိနေမယ်ဆိုရင်ကာယကံဒုစီရိုက်ဒီမကျူးလွန်နိုင်တော့ဘူးဘုသာဝါဒမဟုတ်ဓာရီပြောဆိုတယ်မမှန်ဓာရီပြောဆိုတယ် ဲ့ဒီလိုပြောဆိုတယ်ဆိုတာမိမိတို့မှာဟိရီမရှိသည့်အတွက်ကြောင့်အရှက်တရားမရှိသည့်အတွက်ကြောင့်ပြောဆိုကြတာအဲ့ဒီအရှက်တရားသာရှိရင်တဲ့မဟုတ်တာတွေမမှန်တာတွေမပြောဆိုတော့ဘူးပိတုနာဝါစာဂုံးတိုက်တဲ့ဇာတ်တွေပြောဆိုကြတာဒီမိမိတို့မှာဟိရီလို့ခေါ်တဲ့အရှက်တရားကင်းမဲ့သည့်အတွက်ကြောင့်ပြောဆိုကြတာအကယ်၍တာလီဟိရီတရားအရှက်တရားရှိရင် ဂုံးတိုက်တဲ့စကားတွေလည်းမပြောဆိုတော့ပါဘူးအဲတော့ဟိရိဟာမကောင်းမှုဒုစရိုက်တွေကို ပြုလုပ်ခြင်းမှရှက်တဲ့တရားဖြစ်ပါတယ်မုသာဝါဒပိတုနာဝါစာဖရုဒဝါစာကြံ့ကြံ့ထန်ထန် ပြောဆိုဖို့ရာလဲအလွန်အမတန်မှရှက်တယ်တန်ဖပလပါအတိပ္ပယ်မဲတဲ့ဇာတ်တွေပိန်ချင်းတဲ့ဇာတ်တွေအကျိုးမရှိတဲ့ဇာတ်တွေပြောရမှလဲအလွန်အမတန်မှရှက်တယ် ကုသဝါဒမဟုတ်ဓာတိမမှန်တာတွေပြောဆိုခြင်းမှ ရှိတယ်။ပိတုနာဝါစာခုံတိုက်တဲ့စကားတွေပြောဆိုခြင်းမှ ရှိတယ်။ဖရုဒဝါစာကျဉ္ဉံထန်ထန်ပြောဆိုခြင်းမှရှိတယ်။တန်ဖပလာပအကျိုးမရှိအတိပ္ပယ်မဲ့တဲ့စကားတွေပြောဆိုခြင်းမှရှိတယ်ဆိုတော့ဝစီကံဒုစရိုက်တွေကိုကျူးလွန်ခြင်းမှရှိတာကလည်းဘုသူတည်းလေဟိရီအဲ့ဓာတွေကိုကျူးလွန်ခြင်းမှမရှိတာကြတော့ အဟိရိကဒီလိုဖြစ်သွားတာပေါ့အေးအဲ့တော့မနောကံအဘိဇာယေဖြာပါဒယေမိစ္ဆာဒိဋ္ဌိယေအဘိဇာဆိုတာကသူတော်ဟာသာသမီးတွေကြီးပွားနေတာတိုးတက်နေတာအောင်မြင်နေတာတွေကိုကြည့်ပြီးတော့ကိုကဝမ်းမမြောက်နိုင်တာအဲ့ဒါကိုဘိဇာလို့ခေါ်တယ်ဖြာပါဒဆိုတာကတော့ပစ္စည်းရပစ္စည်းကြောင့်ကျန်စည်နေတဲ့ဒေါသမိစ္ဆာဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိဆိုတာကတော့အယူတွေမှားနေတာအဲ့တော့အဘိဇ္ဇာတွေပြပါရတွေမိစ္ဆာဒိဋ္ဌိတွေကျူးနွန်တာကလည်းပဲတဲ့မိမိတို့ရဲ့ရင်ထဲနှလုံးထဲမှာအရှိတရားတွေမရှိလို့ဒါဆိုရင်ဟိရီလို့ခေါ်တဲ့အရှိတရားရှိမယ်ဆိုရင်လောကကြီးမှာကာယကံဒုစရိုက်လည်းမပြုတော့ဘူးဝစီကံဒုစရိုက်တွေလည်းမပြုတော့ဘူးမနောကံဒုစရိုက်တွေလည်းမပြုတော့ဘူးဒုစရိုက်တွေမပြုရင်ဒီလောကကြီးကตายရသွားပြီ ဒုစရိုက်တွေမရှိတဲ့လောကကြီးတာယာသွားပြီအဲဒီလိုမှမဟုတ်ဘဲနဲ့ဒုစရိုက်တွေပြုလုပ်နေကြတာကာယကံဒုစရိုက်တွေကိုပြုလုပ်နေကြတာဝစီကံဒုစရိုက်တွေကိုပြုလုပ်နေကြတာမနောကံဒုစရိုက်တွေကိုပြုလုပ်နေကြတာအဲဒီကာယကံဝစီကံမနောကံလို့ခေါ်တဲ့ဒီဒုစရိုက်တွေကိုကျူးနော်နေကြတာပြုလုပ်နေကြတာဘသူကြောင့်လဲလို့မေးတော့အာဟိရိကနဲ့အနုတ္တပါစောစောက ကာယကံဝစီကံမနောကံလို့ခေါ်တဲ့ဒုစရိုက်တီးကိုကျူးလွန်ဖို့ရအတွက်ရှက်တာနဲ့ကြောက်တာကဟိရီနဲ့ဩတ္တပါမရှက်တာနဲ့မကြောက်တာကအဟိရိကနဲ့အနုတ္တပါအဟိရိကဆိုတာကအရှက်မရှိတာအနုတ္တပါဆိုတာကတော့အကြောင်းမရှိတာဘာ리고မရှက်တာလဲဘာ리고မကြောက်တာလဲမင်းကာယကံဒုစရိုက်တီးကိုလွန်ကျူးဖို့ရအတွက်မရှက်တာအဟိရိက ဝစီကံဒုစရိုက်တွေကိုကျူးလွန်ဖို့ရအတွက်မရှိတာအနောကံဒုစရိုက်တွေကိုကျူးလွန်ဖို့ရအတွက်မရှိတာအာယိရိကကာယကံဒုစရိုက်တွေကိုကျူးလွန်ဖို့ရအတွက်မကြောက်တာဝစီကံဒုစရိုက်တွေမနောကံဒုစရိုက်တွေကျူးလွန်ဖို့ရအတွက်မကြောက်တာမကြောက်တာကအနုတ္တပါမရှိတာကအာယိရိကအဲတော့မရှိတာနဲ့မကြောက်တာကအာယိရိကနဲ့အနုတ္တပါ အဲ့ဒီတရားနှစ်ပါးကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကံနမဲညစ်တဲ့တရားတွေလို့ဒီလိုခေါ်တယ်။လောကကြီးကိုမဲညစ်စေတဲ့တရားတွေတဲ့။လောကကြီးကိုမဲညစ်စေတဲ့တရားတွေညှဉ်းနှွမ်းစေတဲ့တရားတွေလောကကြီးကိုဒုက္ခပေးတဲ့တရားတွေအဲ့ဒီတရားတွေကညှဉ်းနှွမ်းစေတဲ့တရားမဲညစ်စေတဲ့တရားဟာဘယ်တရားလဲမေးရအဟိရိကံနဲ့လွတ်တတ်ပါဘူး။ ကံနာတုတ်တန်ဆိုပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဟောကြားထားတာရှိတယ်။လောကကြီးတလောကလုံးမှာမဲညစ်တဲ့တရားဟာဘယ်နှပါးရှိတယ်လဲမေးရင်နှစ်ပါးပဲရှိတယ်။အဟိရိကနဲ့အနုတ္တပါ။အဲ့ဒါဖြူစင်တဲ့တရားလားမဲညစ်တဲ့တရားလား။ေအဟိရိကနဲ့အနုတ္တပါမရှိတာနဲ့မကြောက်တာမိမိတို့ရဲ့ယဉ်တဲ့နှလုံးထဲမှာ အရှက်မရှိဘူးအเจ้าမရှိဘူးဆိုရင်မဲညစ်တဲ့အကုသိုလ်တွေဖြစ်ကြောင်းပဲမဲညစ်တဲ့အကုသိုလ်တွေဖြစ်ကြောင်းပဲအဲ့တော့ဒုစရိုက်တွေလည်းဖြစ်နိုင်တယ်ကိလေသာတွေလည်းဖြစ်နိုင်တယ်ကာယကံဒုစရိုက်ဝစီကံဒုစရိုက်မနောကံဒုစရိုက်လို့ခေါ်တဲ့ဒုစရိုက်တွေဖြစ်တော့မယ်ကိလေသာတွေပွားတော့မယ်ဘာဖြစ်လို့အဲ့ဒီလိုကိလေသာတွေပွားတယ်လဲမြင်ကိုယ်ရင်ထဲမှာမဲညစ်တဲ့တရားတွေရှိနေတယ်ဗျ မဲညစ်တဲ့တရားနှစ်ပါးကဘသူနဲ့ဘသူ အဟိရိကနဲ့အနုတ္တပါအဲ့ဒီအဟိရိကနဲ့အနုတ္တပါလို့ခေါ်တဲ့ဒီတရားနှစ်ပါးသာရှိရင်လောကကြီးကဖြူစင်မှလားမဲညစ်မှလားမဲညစ်မှအဲ့ဒီတရားနှစ်ပါးကနေပြီးတော့ပြောင်းမြန်ပြောမယ်ဆိုရင်အဟိရိက အရှိမရှိတာအနုတ္တပါအကြောင်းမရှိတာပြောင်းမြန်ပြန်လိုက်တော့ဟိရိနဲ့ဩတ္တပါအရှိနဲ့အကြောင်း အရှက်လည်းရှိတယ်အကြောက်လည်းရှိတယ်ဆိုရင်ကာယကံဒုစရိုက်တွေပြုလုပ်မှလည်းရှက်တယ်ကာယကံဒုစရိုက်ပြုလုပ်ဖို့လည်းကြောက်တယ်ဝစီကံဒုစရိုက်တွေကျူးလွန်ဖို့လည်းပဲရှက်တယ်ကြောက်တယ်မနောကံဒုစရိုက်တွေကိုကျူးလွန်ရမှလည်းပဲရှက်တယ်ကြောက်တယ်ဆိုရင်ဒါဆိုရင်အရှက်ကြောက်ကရှိတော့ကာယကံဒုစရိုက်လည်းမပြုတော့ဘူးဝစီကံဒုစရိုက်တွေလည်းမပြောတော့ဘူးမနောကံဒုစရိုက်တွေတောင်မကြံစီတော့ဘူးဆိုတော့ လောကကြီးမှာဒုစရိုက်တွေရှိပါဦးမလားဟောဒုစရိုက်မရှိတဲ့ကမ္ဘာလောကကြီးမตายရတာလားตายရတာအဲအဲ့တော့ကမ္ဘာလောကကြီးตายရဖို့ရအတွက်လိုင်းနာကျင့်သုံးရမယ်တရားကနှစ်ပါးရှိတာအေးအဲ့တော့မြန်မာနိုင်ငံမှာအခုတကယ်ကိုနိုင်ငံကြီးလောကကြီးမယ်ဆိုရင်မြန်မာနိုင်ငံမှာရောကမ္ဘာမှာရောနိုင်ငံကြီးတွေရှုပ်နေကြတာဗုဒ္ဓဘာသာတရားရှင်းရှင်းလေး နော်ကဘာကြီးငြိမ်းချမ်းဖို့ရတဲ့တာယာဖို့ရတဲ့ဒုစရိုက်ကင်းစင်ဖို့ရတဲ့ဒုစရိုက်တရားတွေနယ်ပါဖို့ရအတွက်ဆိုရင်လိုက်နာရမယ့်တရားဘယ်နှပါးလဲရှိတာနှစ်ပါးပဲရှိတာဘသူနဲ့ဘသူဟိရီနဲ့ဟောတပါဒုစရိုက်တရားတွေမိမိတို့ပြုလုပ်ဖို့ရအတွက်တဲကြောက်လန့်နေကြောက်တယ်လန့်နေအဲ့တော့ရှက်တယ်ကြောက်တယ်ဆိုလို့ရှိရင်ဟိရီနဲ့ဟောတပါတရား ဒုစရိုက်တွေပြုလို့ရမှာရှက်တယ်ကြောက်တယ်ဆိုတဲ့ဟိရိဩတ္တပတရားလက်ကင်ထားရင်ဒီနိုင်ငံကြီးဟာဒုစရိုက်တရားတွေကျွလွန်မအောင်မလားကျွလွန်တော့ဘူးအဲ့တော့ဒီကဘာကြီးမှာလည်းပဲတူတူပဲဒုစရိုက်တွေကင်းစင်ဖို့ရအတွက်ဒုစရိုက်တွေနှဲပါဖို့ရအတွက်ဆိုရင်လောကလူသားတိုင်းလောကလူသားတိုင်းအမျိုးသားဖြစ်စီအမျိုးသမီးဖြစ်စီဘယ်လိုပုဂ္ဂိုလ်မျိုးပဲဖြစ်စီဟိရိဩတ္တပတရားလက်ကင်ထားပြီးတော့မကြိုးစားရမှလားကြိုးစားမှလား အဲ့ဒါဆိုရင်လောကကြီးမตายရမှလားตายရမှလားလောကကြီးตายရအောင်လောကကြီးနှပ်ပအောင်စောင့်ရှောက်တဲ့တရားဟာဘယ်နှပါးပဲရှိတာဟိရိနဲ့ဟောတာပါလောကကြီးကိုမဲညစ်သွားစေတဲ့တရားဟာဘယ်နှပါးဟောဘယ်သူနဲ့ဘယ်သူအဟိရိကနဲ့အနုတ္တပါအဟိရိကနဲ့အနုတ္တပါကလောကကြီးဖြစ်စည်းပြတာအဟိရိကနဲ့အနုတ္တပါကလောကကြီးဖြစ်စည်းပြတယ်လောကကြီးကိုအမှောင်ချပြတယ် လောကကြီးကိုဒုက္ခရောက်အောင်လုပ်ပစ်တယ်။အေးအဲ့ဒီတော့မြတ်စွာဘုရားရှင်ကိုရမြကြီးကဟိရီနဲ့ဝတ္တပကြတော့ဒုက္ခတုတ်တံဆိုပြီးတော့ဟောထားတယ်။အဲ့ဒါဖြူစင်တဲ့တရားလို့ဒီလိုခေါ်တယ်။အဟိရိကနဲ့အနုတ္တပကြတော့ကံနတုတ်တံမဲညစ်တဲ့တရားလောကကြီးမှာ အဖြူနဲ့အမဲအဖြူတရားနဲ့ဖြူစင်တဲ့တရားနဲ့မဲညစ်တဲ့တရားတဲ့နှစ်ပါးရှိတယ် ဖြူစင်တဲ့တရားဆိုတာကတော့ဟိရိနဲ့ဝတ္တပမဲညစ်တဲ့တရားဆိုတာကတော့အဟိရိကနဲ့အနုတ္တပအဲ့တော့လောကကြီးဖြူစင်ဖို့ဆိုရင်တဲ့ဟိရိဝတ္တပတရားကြီးလက်ကင်ထားရင် လောကကြီးမဖြူစင်မှလားဖြူစင်မှာအေးဖြူစင်ရမယ်ဒုစရိုက်ဒီဟုလွန်ကျူဖို့ရတဲ့ရှေ့ကြရဲကြောက်ကြရဲဆိုရင်လောကကြီးကဖြူစင်တန်ရှင်းအပြစ်ကင်းပြီးတော့တိတ်တာရတာလောကကြီးဖြူစင်တန်ရှင်းပြီးတော့ အပြစ်ကင်းပြီးတော့ตายရနေတာဟာရှိတယ်ဥဒ္ဓပတရားတွေကြောင့်လောကကြီးမตายရတာဟာလောကကြီးညှဉ်းနွမ်းနေတာလောကကြီးရှုပ်ထွေးနေတာဟာအဟိရိကနဲ့အနုတ္တပတိကြောင့်အဲ့တော့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကဒီတုတ်တန်လေးနှစ်ခုကိုခွဲခြားပြီးတော့ဟောဟောထားလိုက်တာတုတ်ကဓမ္မဖြူစင်တဲ့တရားကံဏဓမ္မမဲညစ်တဲ့တရား မင်းညစ်တဲ့တရားဆိုတော့နှစ်ပါးဖြူစင်တဲ့တရားဆိုတော့နှစ်ပါးတဲ့လောကကြီးကိုဖြူစင်ဖို့တန်ရှင်းဖို့အပြည့်ကင်းဖို့ဆိုရင်ဟိရိဝတ္တပတရားတွေလက်ကင်ထားကြရမယ်အဲ့ဒီလိုလက်ကင်ထားရင်ဒုစရိုက်တွေကိုကျူးလွန်ဖို့ဆိုတာမလွယ်တော့ဘူးဒုစရိုက်တွေကိုမကျူးလွန်ကြတော့ဘူးတဲ့ဒုစရိုက်ကျူးလွန်ရမှရှက်သွားကြပြီဒုစရိုက်ကျူးလွန်ရမှကိုကြောက်သွားကြပြီအဲ့ဒီလိုဒုစရိုက်ကျူးလွန်ဖို့ရာအတွက် အရှက်တွေရှိတယ်အကြောက်တွေရှိတယ်ဆိုရင် လောကကြီးတဖြည်းဖြည်းတဖြည်းဖြည်းနဲ့တာယာလာပြီအရှက်အကြောက်တရားတွေမရှိတော့ဘူးဆိုရင်လောကကြီးကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့အယုတ်ဆိုးလာတယ်အကြီးတန်းလာတယ်အဲ့တော့ဒီလောကကြီးကိုစောင့်ရှောက်တဲ့တရားဟာတကယ်ကောက်ချက်ချကြည့်မယ်ဆိုရင်တော့နှစ်ပါးတည်းရှိတာလောကပါလာတရားဆိုတာဘသူနဲ့ဘသူဟိရီနဲ့ဘောတပပါရဲ့လောကပါလာတရားဆိုတာဒီနှစ်ပါးတည်းရှိတာဟိရီနဲ့ဘောတပဆိုတာ အရှင်းနဲ့အကြောင်းအဲ့တော့ဒီအရှင်းနဲ့အကြောင်းဆိုတာတွေ့သည်များမြင်သည်များရှက်တွေ့သည်များမြင်သည်များကြောက်ဒီလိုလားဆိုတော့မဟုတ်ဘူးဒုစရိုက်တွေကို ပြုလုပ်ဖို့ရာအတွက်ရှက်တာနဲ့ဒုစရိုက်တွေကိုကျွလွန်ဖို့ရာအတွက်ကြောက်တာကာယကံဒုစရိုက်ဝစီကံဒုစရိုက်မနောကံဒုစရိုက်လို့ခေါ်တဲ့အဲ့ဒီဒုစရိုက်တွေကိုကျွလွန်ခြင်းမှရှက်တယ်ကြောက်တယ်ဆိုတော့ကိုဟိရိဩတ္တပါလို့ခေါ်ပါတယ်ဒါဟာလောကကြီးကိုအလှဆင်တဲ့တရားနှစ်ပါးဖြစ်ပါတယ် အဲ့ဒီအလတ်စင်တဲ့တရားနှစ်ပါးလက်ကင်ထားရင်မိမိတို့ဒီကုသိုလ်ကောင်းမှုတွေကိုပဲကြိုးစားပြီးတော့ပြုလုပ်ကြမှာဖြစ်တယ်။အဲ့ဒီကုသိုလ်ကောင်းမှုတွေပြုလုပ်တာဒီဒီမိမိတို့မှာအရှိအကြောက်လို့ခေါ်တဲ့ဟိရိဩတ္တမတရားတွေနဲ့မပြည့်စုံလို့လားပြည့်စုံလို့လား။အဲဒုစရိုက်ဒီကိုပြုလုပ်ဖို့ရအတွက်ကြောက်တယ်။အဲ့တော့ဒုစရိုက်ဒီကိုပြုလုပ်ဖို့ရအတွက်ရှက်တယ်။အဲ့ဒီလိုအရှိနဲ့အကြောက်ပြည့်စုံတဲ့အခါကျတော့ကာယကံဒုစရိုက်ဒီမှာအတတ်နိုင်ဆုံးရှောင်ကျင်အောင်ကြိုးစားကြတယ်။ ဝစီကံဒုစီယိုက်တိမနောကံဒုစီယိုက်တိမှလည်းပဲအတတ်နိုင်ဆုံးရှောင်ကျင်နိုင်အောင်ကြိုးစားကြတဲ့ကုသိုလ်တရားတွေတို့ပေါ်အောင်ကြိုးစားကြတယ်။အေးဒီကနေ့အလှူရှင်အလှူမမိသားစုတွေကမိမိတို့ဤယေရှုရှင် မိခင်ကြီးဒေါ်ဒနီအေးကိုအမှုထားပြီးတော့ဝိနည်းရှင်ဖြစ်တဲ့မမင်းစုကနေပြီးတော့မိမိတို့ဓမ္မမေဆွေတွေတငယ်ချင်းတွေနဲ့လာရောက်ပြီးရှိဝဝင်းကျောင်းတိုက်ကြီးမှာစံခဲဝဲဘောဇင်းတွေကိုဆက်ကလူတန်ပူဇော်တယ် နဝကမ္မသတိတို့ကိုဆက်ကလှူဒန်းပူဇော်တယ်ဆိုတော့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်တာသည်ဒုစရိုက်တရားတွေပြုလုပ်ခြင်းကနေပြီးတော့မိမိတို့မှာအရှိတရားအကြောက်တရားတွေနဲ့ပြည့်စုံစွာဖြင့်ကုသိုလ်ကောင်းမှုတွေကိုလာရောက်ပြီးတော့ပြုလုပ်ကြတယ်ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်တယ်ဆိုကြတဲ့ကမိမိတို့မွေးနေ့မှာမင်္ဂလာယူတယ်လို့ပြောလို့မရဘူးလားအေးအဲ့ဒီတော့ကိုယ့်ရဲ့မွေးနေ့ကလေးမှာမော်မော်မြတ်မြတ်ဟောဒီကမ္ဘာလောကကြီးရောက်တဲ့နေ့ ကမ္ဘာလောကကြီးတွေကိုရောက်တဲ့နေလေးမှာမောမောမြတ်မြတ်ယရဏသုံးပါဥထိတ်ထားပြီးတော့ဆရာတော်တန်ဃာတော်ရှင်သူမြတ်ဒီကိုဆွမ်းခဲဝဲဘောဇင်းဒီဦးဆက်ကလူရန်ပူဇော်တဲ့ဇွမ်းနိုင်တဲ့မြာနဝကမ္မဓမ္မပူဇာစသည်တို့ကိုဆက်ကလူရန်ပူဇော်ကြတယ်အဲ့ဒီလိုလူရန်ပူဇော်တဲ့ခါကျတော့မိမိတို့ရဲ့ယင်တဲ့နှလုံးထဲမှာမကောင်းမှုတွေပျောက်ပြီးတော့ကောင်းမှုတွေရောက်လာတယ် အဲ့လိုကောင်းမှုတွေရောက်လာတော့မင်္ဂလာရှိသွားတယ်ကောင်းကျိုးချမ်းသာမင်္ဂလာနဲ့ပြည့်စုံနေတယ်လို့ခေါ်ပါတယ်အဲ့တော့အရေးကြီးတာကတော့ကျော်ဝင်းကြောင်းတိုက်ကြီးမှလာပြီးတော့လူသည်ဖြစ်စီမလူသည်ဖြစ်စီမိမိတို့ရဲ့မွေးနေ့မှာ မုံမွန်မြတ်မြတ်ယရနာသုံးပါးဥထိတ်ထားပြီးတော့မိမိတို့ရဲ့အနန္တောအနန္တ၅ပါး ခုံကြီးစုတွေကိုမမီပဲနဲ့မိမိတို့အိမ်မှနေရင်းနဲ့ကုသိုလ်ကောင်းမှုတွေပြုလုပ်ရင်လည်းပဲမိမိတို့ရဲ့မွေးနေ့ဟာမင်္ဂလာရှိနေတာပါပဲကိုယ့်ရဲ့ဒါအနန္တဂိုင်းဝင်ကျေးဇူးရှင်မိခင်ကြီးကိုပြုစုတယ်ဆောင်လျှောက်တယ်ဆိုရင်လည်းပဲဒါမိမိတို့မှာအလွန်အမတန်မှကိုတန်ဖိုးဖြတ်လို့မရနိုင်တဲ့မင်္ဂလာရှိပါတယ်လောကကြီးမှာမိဘလောက်ကျေးဇူးကြီးမားတဲ့ပုဂ္ဂိုလ်ဆိုတာ မရှိဘူးလို့ပြောလို့ရပါတယ်အရှင်ဖျား သူကတော့ဘုရားတပည့်တော်တို့ရဲ့ကြီးစုရှင်မဖေရသူကတော့ဘလောက်ကြီးစုကြီးကြီးမားပါလေဖေရဘလောက်ပဲပြောပြော သူတို့တွေကြီးစုပြုခွင့်ရတာဒီမိဘကမွေးပြီးလို့ဒါလည်းသူတို့ကြီးစုပြုခွင့်ရတာဖြစ်တယ်ဒါကြောင့်လောကကြီးမှာကြီးစုကြီးမားပါလေဆိုတဲ့ပုံကူတွေထဲမှာမိဘတော့ကြီးစုကြီးမားတဲ့ပုံကူမရှိဘူးလို့ပြောလို့ရပါတယ်ကိုယ့်ရဲ့မိဘကိုပြုစုစောင့်ရှောက်နေတာကိုယ့်ရဲ့မွေးနေမှာကိုယ့်ရဲ့မိဘကိုပြုစုတယ်စောင့်ရှောက်တယ် ပူဇော်တယ်ကြော့တယ်ဆိုရင်လည်းပဲဒါမင်္ဂလာရှိနေတာပါပဲအဲ့တော့လာပြီးတော့ရှူအောင်ဝင်းကြောင်းတိုက်ကြီးမှာလူမတန်းမှာမင်္ဂလာရှိတာမဟုတ်ပါဘူးကိုယ်စွမ်းနိုင်တယ်မြတ်ကုသိုလ်ကောင်းမှုတွေပြုလုပ်နေရင် မင်္ဂလာရှိတာပါပဲအဲ့ဒီလိုမင်္ဂလာရှိတယ်ဆိုတာကခိရိဝတ္တပတရားလက်ကင်ထားတဲ့ပုဂ္ဂိုလ်အတွက်မင်္ဂလာရှိတယ်ခိရိဝတ္တပတရားလက်ကင်မထားတဲ့ပုဂ္ဂိုလ်အတွက်တော့မင်္ဂလာရှိမှာမဟုတ်ပါဘူးအဲ့တော့လောကကြီးတစ်လောကလုံးကို စောင့်ရှောက်တဲ့တရားနှစ်ပါးရှိပါတယ်။အဲဒီလောကီတလောကလုံးကိုစောင့်ရှောက်တဲ့နှစ်ပါးဟာဘသူနဲ့ဘသူလဲဟိရိနဲ့ဝတ္တပပါပဲ။အဲဒီတရားနှစ်ပါးရှိရင်မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးလည်းပဲဒါဒီတရားနှစ်ပါးကိုသာလက်ကင်ထားရင်မြန်မာနိုင်ငံကြီးလည်းတာယာမယ်။တက္ကမလုံးကဒီတရားတွေလက်ကင်ထားရင်တက္ကမလုံးကတက္ကမလုံးတာယာမယ်။အဲ့ဒီဟိရိဝတ္တပဆိုတာလောကပါဠတရားနှစ်ပါးပဲ တဏှာဖြင့်ပြောရင်ဟိရိဝတ္တပတရားဆိုတာဖြူစင်တဲ့တရားတွေလို့မြတ်စွာဘုရားကဆက်ဟောတယ်။အဟိရိကနဲ့နုတ္တပလို့ခေါ်တဲ့ဒီတရားနှစ်ပါးကတော့မဲညစ်တဲ့တရားတွေလို့ဒီလိုသောကောင်းမြတ်မှတ်သားပြီးတော့မဲညစ်တဲ့အဟိရိကနုတ္တပတရားတွေကိုပယ်တတ်ပြီးတော့အတတ်နိုင်ဆုံးဖြူစင်တဲ့ဟိရိဝတ္တပတရားတွေလက်ခံထားပြီးကိုယ်စွမ်းနိုင်တဲ့ဒါနာကောင်းမှု ိုးစွမ်းနိုင်တဲ့သီလကောင်းမှုကိုးစွမ်းနိုင်တဲ့ဘာဝနာကောင်းမှုတွေကြိုးစားဖြည့်ကျင့်ပြုလုပ်ကြ၍မိမိတို့အလိုရှိတောင်းတနေတဲ့မဲ့ချမ်းသာကိုချမ်းသာနိဗ္ဗာန်ချမ်းသာကိုလှင်လင်းမြန်မြန်မျက်မှောက်ပြုနိုင်ကြသည့်ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းအပမဒိနာမမိမလျောမဖို့မတန်ထက်တန်သောအပမာရတတိတရားဖြင့်တံပါဒိထကိုစီကိုငှပြေဆုံးနိုင်ကြပါစေကုန်တတိ 呀一直在滚